်မင်္ဂလာပါရှင်ဒီကနေ့ကနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ MNDAA နဲ့ဆက်ဆံရေးတင်းမာနေချိန်လာရှိုးမျိုးပေါ်မှာစစ်တပ်ကတနက်ဆက်တိုက်ပစ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် MNDAA နဲ့အာနာသိန်းစစ်တပ်ဆက်ဆံရေးတင်းမာနေစဉ်ရမနီည7နာရီခန့်ကလာရှိုးမျိုးမှာတနက်ပစ်ခတ်တံတွေစက်တိုက်ထွက်ပေါ်လာတာကြောင့်ဒေသခံတွေထိတ်လန့်ခဲ့ကြပါတယ် ်ကနက်တန်တွေဟာတစ်ဖက်တည်းကဖြစ်တဲ့အတန်မျိုးဖြစ်ပြီးနိုဝင်ဘာလ24ရက်နေ့ညမှ9မိနစ်လောက်အထိကြာခဲ့တယ်လို့မြို့ခံတအုပ်ကပြောပါရယ်စစ်တပ်ကမတင်ကာရာတွေ့လို့ဖြစ်တာဆိုပြီးကြားတာပဲရက်ွက်တစ်ဘက်ကနေပြစ်တာကြားတာတော့အတန်တော်တော်ကျတယ်လို့ရက်ွက်ခုနှစ်မှနေထိုင်သူတအုပ်ကပြောပါရယ် လာရှိုးမျိုးပြမှာတက်ဆွဲထားတဲ့ MNDAA တက်တွေစုပ်ပြီးဖို့စစ်ကောင်စီရဲ့အမှန်ငါစစ်စင်ရေးအထူးဖွဲ့မှုဒူးဘိုချုပ်ကြီးကိုကိုဦးကိုတိုင်းနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမျိုးအထိလာရောက်တောင်းဆိုပြီးမယ်ညင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းစစ်ကောင်စီကကင်းထောက်လျင်တချို့ပြန်တက်လို့ MNDAA ကလည်းအင်အားတိုးချထားတယ်လို့ညပြင်းတရင်ရှိမြစ်တွေကပြောပါတယ်။လာရှိုးမျိုးကနေမန္တလေးမျိုးဘက်ကိုတီးတဲ့ ီတောင်စုလမ်းမပေါ်မှာရှိတဲ့နှောင်းမွန်းနဲ့တန်ရန်မိုင်းရဲမျိုးဘက်ကိုသွားတဲ့နှံပောင်ဟူရရွာတွေမှာ MNDAA ကတက်ဆွဲထားတာပါဆက်ဆံရေးတင်းမှပြည့်တဲ့နောက်ပိုင်းလာရှိုးတီဘောလမ်းပိုင်းကဒုထဝရီတရားကိုလည်းနှစ်ဖက်စလုံးကပိတ်ထားပါတယ်ဒီနေ့အထိပြန်မဖွင့်သေးပါဘူး MDAA ထိန်းချုပ်ဒေတာတွေကိုဖျက်လာတဲ့ကုန်တင်ကားတွေကိုလည်းစစ်ကောင်စီကဖမ်းဆီးနေပါတယ်။ဒီအခြေအနေမှာလာရှုံမျိုးတွေမှာတနက်ပစ်ခတ်တံတွေထွက်ပေါ်လာတာမို့ဒေတာခံတွေကြားကအမျိုးမျိုးထင်ကျေးပေးနေကြပါတယ်။2029နှစ်စစ်စီရေးနဲ့အတူ MDAA ကထိန်းချုပ်ထားတဲ့လာရှုံမျိုးကိုတရုတ်အစိုးရရဲ့ဆွဲခေါက်မှုကြောင့်2025ဧပြီလမှာကြီးတစ်ချက်မဖောက်ရပဲစစ်ကောင်စီကိုပြက်လွဲပေးခဲ့ရပါတယ်။ ဒါကြောင့်စစ်တပ် ပြန်ဝင်လာပြီးရှစ်လခန့်အတွင်းမြို့ပေါ်မှာပြစ်ခတ်တန်ရှာရှာပါပါပြန်ကြားလာရတာဖြစ်ပါတယ်။လာရှိုးမြို့ပေါ်ကစစ်ကောင်စီကပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ပြီးမြို့ပတ်ချလေးကိုတော့ MNDAA ကတက်ဆွဲထားတာဖြစ်ပါတယ်။ဆက်လက်ပြီးအေယာဝတီတိုင်းရွှေတောင်ရံနှင့်တာပေါင်းတို့တိုက်ပွဲပြင်းထန်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အေယော်ဒီတိုင်းတွင်ရှိရွှေတောင်ရံနှင့်တာပေါင်းမြို့နယ်တို့တွင်အေအေပူပေါင်းတပ်နှင့်စစ်ကောမရှင်တို့တိုက်ပွဲများအပြင်းထန်ပြန်လည်ဖြစ်ပွားနေကြောင်းသိရပါသည်။တာပေါင်းရှိတဲပြူရွာနှင့်ရွှေတောင်ရံမြို့အဆက်တို့တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောမရှင်ဘက်မှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။တာပေါင်းမြို့နယ်ရှိတာပေါင်းလေးကျေးရွာတွင်တိုက်ပွဲများဖြစ်ပွားနေကြောင်းကိုအေအေကထုတ်ပြန်ပြောဆိုထားပြီးယခုတဲပြူရွာကျေးရွာအထိတိုက်ပွဲကျယ်ပြန့်လာခြင်းဖြစ်ပါသည်။တဲပြူဘက်မှတိုက်ပွဲဖြစ်နေတယ်ကြားပါသည်။ ၊မွေးဆောင်ခွားနဲ့ရွှေတောင်ရံကမ်းခြေတွေမှာစစ်နေပြီးတွေမပြတ်လည်နေကြတဲ့ဟုသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်နေ့ကခွားပင်လေပြင်တွင်လှည့်လည်နေသောစစ်နေပြီး၃စီမှကြေးရွာများအတွင်ကိုလက်နက်ကြီးများဖြင့်15ကြိမ်ခန့်ဖိခတ်တိုက်ခိုက်ခဲ့ပါရယ်။ဧရာဝတီတိုင်းအတွင်းလေးမျက်နှာရေးကြီးသားပေါင်းအင်ကပူရွှေတောင်ရံတို့တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်မရှင်ကဟင်္ဒရာဘက်မှနေ၍အင်အားစုဆောင်ကစစ်ကူများပို့လျက်ရှိပါသည် တာပေါင်းတိုက်ပွဲမှနေ၍ရေနသာစစ်စေးရိတ်ကိတ်ဖွင့်ရောက်တိုက်ခိုက်ခံရမည်ကိုစိုးရိမ်ပြီးရေနသာဂိတ်တွင်ဘန်ကားများဆောက်လုပ်ကလုံခြုံရေးကင်းများအပြည့်ချထားကြောင်းသိရပါသည်စစ်ကူများကိုလည်းအေယာဝတီတိုက်ပွဲအနက်ဖြန့်ပို့ထားတော်လဲထိခိုက်သေးဆုံးမှုများ၍ပသိမ်မဆရလီနှင့်ရွှေမြင့်တင်တချို့ဆက်တွင်လူမပြတ်ကြောင်းဒေသခံများထံမှသိရပါသည်ဆလပီ DGBA ထိန်းချုပ်နေမည်အတွင်းနိုင်ငံသားများအထူးသဖြင့်တရုတ်မတည်ရဟုအမိန့်ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အွန်လိုင်းငွေလိမ်ကိုင်းကြားဖြန့်တွေနဲ့ပတ်သက်နေတယ်လို့ ပြောဆိုပြစ်တင်ခံရတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ကသူတို့ရဲ့ထိန်းချုပ်နယ်မြေအတွင်းနိုင်ငံသားတွေတည်ဆောင်ခြင်းမလုပ်ရဘူးလို့အမိန့်ထုတ်လိုက်ပါတယ်။ DKPA ထိန်းချုပ်နယ်မြေအတွင်းမိသီလနက်ကိုင်းအဖွဲ့အစည်းတွေဖြစ်စေမိသူတအူးတယောက်ဖြစ်စေနိုင်ငံသားတွေကိုတည်ဆောင်ခြင်းတွေ့ရှိရင်ဖမ်းဆီးအရေးယူမယ်လို့ဒီနေ့နိုဝင်ဘာ24ရက်အစည်းအဝေးအပြီးထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုတည်ဆောင်ခြင်းမလုပ်ရဘူးလို့ဆိုထားပါတယ်။ဒါပြင်နိုဝင်ဘာ23ရက်မနေ့ကမြောက်ပြည်မြို့နယ်မင်းလက်ပံရွာမှာ KNL ပူးပေါင်းတပ်တွေဝင်ရောက်စီးနင်းခဲ့တဲ့ကြားဖြန့်ရုံအတွင် TKPA တပ်ဖွဲ့ဝင်တွေနဲ့အတူတက်ဆွဲထားတဲ့ TKPA 905တပ်ရင်းဒုတရဲမှုစောကျော်ကိုမင်းခတခွားတီကိုလည်းတာဝန်ထက်ကျော်လွန်လှုပ်ဆောင်မှုနဲ့ TKPA ကဖန်ဝတန်းထုတ်တာလေလို့သတင်းထွက်နေပါတယ်။လက်ရှိမှာအမေရိကန်ကလည်းကြားဖြန့်တွေကိုတိုက်ဖြတ်ဖို့အထူးအဖွဲ့ဖွဲ့စည်းကြောင်းကြေညာထားတယ်လို့ မွေလင်ကိုင်းတွေနဲ့ပတ်သက်ဆက်ဆက်နေမှုတွေကြောင့် DKBA နဲ့ခေါင်းဆောင်လျောက်ဖြစ်တဲ့စောစတီစောစိန်ဝင်စိုင်းကျော်လာနဲ့စောစန်းအောင်တို့ကိုပိတ်ဆို့တန်ခတ်အရေးယူထားကြောင်းကြေညာထားပါတယ်ဆက်လက်ပြီးမြန်မာနိုင်ငံအခြေအနေတိုးတက်လာ၍အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားသောယာယီခိုလုံခွင့် TPS ကိုအမေရိကန်အစိုးရကရုပ်သိမ်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအခြေအနေတိုးတက်လာ၍အမေရိကန်ရောက်မြန်မာများအတွက်ပေးအပ်ထားသောယာယီခိုလုံခွင့် TPS ကိုအမေရိကန်အစိုးရကရုပ်သိမ်းလိုက်ကြောင်းအမေရိကန်ပြည်ထောင်စုအမိမြေလုံခြုံရေးဌာနကယနေ့ကြေညာချက်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတွင်အုပ်ချုပ်ရေးနှင့်တည်ငြိမ်ရေး၌ထူးခြားသောတိုးတက်မှုများရှိလာပြီဖြစ်ကြောင်းထို့ကြောင့်အမေရိကန်ပြည်ထောင်စုတွင်မြန်မာ၊ဗမာ၊မြန်မာအတွက်ရှာရေးအကအခွဲပေးထားသည့်ခိုလုံကွင်း Temporary Protest Stand TPS ကိုရက်စဲကြောင်းရှင်းရစေမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံ၏အခြေအနေမှာမြန်မာနိုင်ငံသားများဘေးကင်းစွာနေရသို့ပြန်နိုင်လောက်အောင်တိုးတက်လာပြီဖြစ်သောကြောင့်ယာယီအကာအကွယ်ပေးထားသည့်အခြေအနေကိုအမေရိကန်ရက်စဲလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတွင်အုပ်ချုပ်ရေးနှင့်တည်ငြိမ်ရေး၌ထူးခြားသောထိုးတက်မှုများရှိလာခဲ့ပြီးရင်းတို့တွင်အရေးပေါ်အခြေအနေပြီးဆုံးခြင်းလွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများအတွင်စီမံချက်များအောင်မြင်သည့်အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်များနှင့်ပုံမကောက်မှွန်သောဒီတန်တရာအုပ်ချုပ်ရေးကြောင့်ပြည်သူဝင်ဆောင်မှုပေးအပ်မှုနှင့်အမျိုးသားပြန်လည်တည်ငြိမ်ရေးတို့ထိုးတက်လာကြောင်းအမေရိကန်အစိုးရကဆိုပါသည်ထို့သောဆုံးဖြတ်လိုက်ခြင်းမှာအမေရိကန်နိုင်ငံသားများနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနက USCIS မှာမြန်မာနိုင်ငံ၏အခြေအနေများကိုပြန်လည်သုံးသပ်ခြင်းနှင့်နိုင်ငံသားရေးဝန်ကြီးဌာနနှင့်တိုင်ပင်ဆွေးနွေးခြင်းတို့အပေါ်အခြေခံထားကြောင်းမြန်မာနိုင်ငံသားများမှနေရက်တို့ဘေးကင်းစွာပြန်နိုင်သည့်အခြေအနေတို့ထိုးတက်လာပြီဟုအမေရိကန်အစိုးရကထုတ်ပြန်ကြေညာထားပါသည်။ ဆက်လက်ပြီးခေဦးမျိုးနယ်တဲတက်ဆွဲထားတဲ့စစ်အုပ်စုစစ်ကြောင်းဒေါ်လန်ရဲတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်ခံရာစစ်အုပ်စုဘက်ကတိုက်စုံမှုများပြီးလက်နက်အများအပြားရရှိတဲ့ဆွဲတဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းခေဦးမျိုးနယ်ကမုံလာကျွရတဲမှာယာယီတပ်အထိုင်ချထားတဲ့ခမန်းချီအင်အား180ခန့်ရှိတဲ့အာနာသိန်းစစ်အုပ်စုလက်အောက်ခံစစ်ကြောင်းကို မုံလဆန်ပြကြီးပါကနေပြင်းထောင်ရွာကိုကူးတဲ့ချိန်မှာဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကြောင်းတစ်ကြောင်းလုံးပြက်လုံနှီးပါဖြစ်သွားတယ်လို့ခင်ဦးမျိုးနဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဓာတ်ပုံအနေနဲ့တကွသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ23ရက်နေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ပွဲကိုအမှတ်နှစ်ရွှေဘိုခရိုင်အမှတ်3တပ်ရင်းခင်ဦးမျိုးနဲ့ပါကဖောင်တိုက်နယ်12345ပါကဖားများခင်ဦးမျိုးနဲ့ပါလာဖားအဖွဲ့တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပြီးစေအုပ်စုဘက်ကအများအပြားတိုက်ဆုံခဲ့တယ်လို့လက်နက်တွေနဲ့တင်စီရမိခဲ့ပါတယ်။ ိမ့်စီကတဲ့လက်နက်တွေထဲမှာငချင်းမီတလန် MA1 ဆယ်လန် MA2 သုံးလန် BA160 MM ကွန်မန်ဒိုစိမ်ပြောင်းတလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MAS စနိုက်ပါတလက် M1 ကလည်းနဲ့ဆက်ဆက်ကြီးခရဲအစုံပါဝင်တယ်လို့ခင်ဦးမျိုးနဲ့တရင်မှန်ပြန်ချာရေးအဖွဲ့ကတရင်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကြားဖြတ်တိုက်ခိုက်ခံရတဲ့စစ်အုပ်စုစစ်ကြောင်းဟာတေဆုံသွားတဲ့သူတို့လူတွေရဲ့ dead body တွေတောင်ပြန်မကောက်နိုင်ပေသူတို့စခန်းချရာမုံလရွာတွေပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ online ပေါ်တက်လာတဲ့ပုံတွေထဲမှာစစ်အုပ်စုတပ်ကလူတွေအလောင်းတွေအများကြီးကိုလေကွင်းထဲမှာတွေ့ရပါတယ်။ နိုဝင်ဘာ17ရက်နေ့ကမုံလာရွာထဲမှာရှိတဲ့အဒီစီအုပ်စုစစ်ကြောင်းရဲ့တိုက်ခိုက်မှုကြောင့်ဒေတာရင်းကတောင်းနဲ့ချီတဲ့လူတွေစစ်ပေးရှောင်နေကြရတာပါလက်ရှိမှာလည်းပြန်လည်တိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အတွက်ရေဦးခင်ဦးကမ်ပလူအဆက်ကြီးရွာတွေကိုလေချောင်းရံတတိပေးထားပါတယ်လို့သိရပါတယ်ဆက်လက်ပြီးဘိုဒူဝင်ကိစ္စစစ်ဆေးမေးမြန်းနေပြီဖြစ်ကြောင်းနေပြီးတော့ PDF တပ်ဖွဲ့ထုတ်ပြန်နေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် အမျိုးသမီးတအုပ်ကို2025ခုနှစ်နိုဝင်ဘာ10ရက်နေ့ကရိုင်းနှက်ချင်းချောက်ခဲ့မှုနဲ့တိုင်ကြားခံရတဲ့နေပြည်တော်တိုင်းစစ်ဌာနစစ်ထောက်အရာရှိရဲဘော်ဒူဝင်ကိစ္စနဲ့ပတ်သက်ပြီးခေါ်ယူမင်းမြန်စစ်ဆေးမင်းမြန်မှုတွေစတင်လှုပ်ဆောင်နေပြီလို့နေပြည်တော် PDF တပ်ဖွဲ့ကဒီနေ့နိုဝင်ဘာ24ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကရင်ပြည်နယ်အခြေဆိုင်နေပြည်တော် PDF စစ်ထောက်ချုပ်ဘိုးဒူဝင်ကိုအမျိုးသမီးတအုပ်အပေါ်ကိုထိလက်ရောက်ကျူးလွန်မှုလက်နက်နဲ့ချင်းချောက်မှုတွေနဲ့အရေးယူပေးဖို့ကျူးလွန်ခံရတဲ့အမျိုးသမီးဖြစ်တဲ့ အသက်42နှစ်အရွယ်မတ်တန္တာအောင်ကပြီးခဲ့တဲ့နိုဝင်ဘာ20ရက်နေ့ကတိုင်ကြားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG, KNDP ရဲတပ်ဖွဲ့ KSP, KNDP ခြားကာလအုပ်ချုပ်ရေးကောင်စီ IEC, KNDP တပ်ပေါင်းစု CUC အဖွဲ့ KNDP လူမျိုးပေါင်းစုံဖြီသူလူမျိုးရေးတပ်ဦးကာလလတတို့အပြင်အမျိုးသမီးလှုပ်ရှားရေးအဖွဲ့တွေဖြစ်တဲ့ကရင်ပြည်အမျိုးသမီးအစည်းအရုံး IEC ရဲ့အမျိုးသမီးနဲ့ကလေးသူငယ်ဌာနတွေကိုကျူးလွန်ခံရသူမတ်တန်နာအောင်က တိုင်ကြားစာပေးပို့ထားတယ်လို့သိရပါတယ်။ နေပြီးတော့ PDF စစ်ထောက်ချုပ်ဘိုဒူဝင်ရဲ့ရိုင်းနှက်ချင်းချောက်ချင်းခံရတဲ့မတ်တန္တအောင်ဟာဘိုဒူဝင်စနီးနဲ့ရင်းနှီးသူဖြစ်ပြီးဒီမော့ဆိုအနောက်ချမ်းကဒေသခံနဲ့စစ်ပေးရှောင်တွေအလောက်အကန့်ခွင့်ရရရှိစေရေးအတွက်လက်မှုပညာသင်တန်းကျောင်း Crochet for KNDT တီထောင်ထားသူဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စီယုံချုပ်ရဲ့လမ်းညွှန်မှုကိုခံယူပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့နေပြည်တော် PDF ကထုတ်ပြန်ထားတဲ့အတွက် PDF တက်မတော်စီယုံချုပ်ဒုတိယစစ်ဦးစီးအရာရှိချုပ်ဒေါက်တာစိုးသူရစောကို Pharma Fiji ကမေးမြန်းထားပေမယ့်လက်တလောမှတ်ချက်မပြုနိုင်သေးဘူးလို့ပြောပါရယ်။နေပြီးတော့ PDF တက်ဖွဲ့ကိုမြို့နယ်ရှင်းမြို့နယ်ကလူငယ်တွေနဲ့2021ခုနှစ်မေလ9ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တက်ဖွဲ့တက်ဖွဲ့ဖြစ်ပါရယ်။ချမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။